ဝေယဘတံပလာကိုဘယ်တင်းစုကူသွားမလဲခံမှန်းသွားတဲ့ရမယ်အားလုံးပဲမင်္ဂလာပါကုန်းစင်ကြီးတို့ရဲ့လူငယ်ကျပွဲကစားသမားလမိုင်းရမယ်ကဒီယာတီဥယောပတံပလာဘယ်တင်းရယူသွားမလဲရဲရဲတောက်ဖြေချလာခဲ့ပါတယ်ရမယ်ကကုန်းစင်ကြီးတို့ဟာဒီယာတီဥယောပတံပလာချန်ပီယံဖြစ်ဖို့လုံလောက်တဲ့စွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားကြောင်းယုံကြည်နေတာဖြစ်ပါတယ်ကုန်းစင်ကြီးတို့ဟာလက်ရှိမှာလာလီဂါမတ်ပီးစရာထက်ကိုဥဆောင်ထားနိုင်တဲ့ပြင်ဥယောပတံပလာမှာလည်းအခြေအနေတွေကောင်းနေတာကြောင့်ရမယ်ရဲ့ပြောစကားကဖြစ်နိုင်ခြေရှိနေတာဖြစ်ပါတယ် ဥရောပဒံမလာဟာလက်ရှိမှာ quarter final စတင်တီရောက်ရှိနေပြီဖြစ်ပြီးဘယ်အသင်းတွေချင်းနေကောင်းနေလဲထင်သာမြင်သာရှိနေပါတယ်။ဥရောပဒံမလာကိုပိုဆွဲဖို့ရေပန်းစားခဲ့ကြတဲ့အသင်းတွေဖြစ်တဲ့ဂျိုးဂျာလီနဲ့နိုပူတို့ကစကြောက်တင်စစ်မာရီပြုတ်ကျသွားခဲ့ပါတယ်။ဂျိုးဂျာလီတို့ကိုတောသားချဲပေါက် PSD ကချဲပေါက်တုံခေါ်တီးသွားတာဖြစ်ပြီးနိုပူတို့ကိုတကင်းကြီးဟာလိုဝါမက်ထရစ်တို့ကကြောင်းမကမ်းမန်းတီးအောင်ဆုံးမခဲ့တာဖြစ်ပါတယ်။လက်ရှိဒီမှာဥရောပဒံမလာချန်ပီယံဖြစ်ဖို့ရေပန်းစားဆောင်အသင်းတွေကဟာလိုဝါမက်ထရစ် ဂုံစင်ကြီးဒေါ်တာချေပေါက် PSG ဂျာမန်ဘလူးနဲ့စင်ပြန်ကြီးတို့ပဲဖြစ်ပါတယ်ဂုံစင်ကြီးကတော့ရေပန်းစားနေတဲ့တင်းနေတဲ့စီမီဖိုင်နယ်ရောက်ဖို့အလားလာအကောင်းဆုံးဖြစ်ပါတယ်စကြောင့်တင်းစင်မှာဘေဗင်ကာကိုဂိုးပြတ်သမလာခဲ့တဲ့ဂုံစင်ကြီးတို့ကွာတာဖိုင်နယ်မှာငန်းတော်ချိုင်းနဲ့တွေ့နေပြီးရန်စော့ကားသွားနိုင်ခြေရှိပါတယ် ဒါကြောင့်လဲရာမေကဂုံစင်ကြီးချန်ပီယံဖြစ်နိုင်တယ်လို့ယုံကြည်ချက်တွေပြင်းထန်နေတာပါဒီကိစ္စနဲ့ပတ်သက်ပြီးရာမေကစပိန်သတင်းဌာန Sport နဲ့ interview မှာအခုလိုမျိုးပြောကြားခဲ့ပါတယ်ရာမေကချန်ပီယံလိပြိုင်ပွဲကနေလီဗာပူးလဲပြုတ်သွားပြီးဖြစ်တဲ့အတွက်ဘာစီလိုနာကချန်ပီယံဖြစ်ဖို့ရေပန်းစားဆုံးလို့ထင်ပါတယ်ကျွန်တော်တို့ဘယ်ပြိုင်ဘက်ကမှကြောက်ရွံ့နေမှာမဟုတ်ပါဘူးကျွန်တော်တို့အသင်းကမိသားစုဝင်တွေလိုစီးလုံးနေပါတယ် မနေ့က PSG နဲ့တွေ့ခဲ့တဲ့ဘာစီလိုနာမဟုတ်တော့ပါဘူး။ချန်ပီယံလိဖလားကကျင်းတယ်ပေါ့ကျွန်တော်တို့အတွက်ပဲဖြစ်ပါတယ်။ကိုကိုကိုမှယုံကြည်မှုမရှိဘူးဆိုရင်ကျွန်တော်တို့ဟာအရှုံးသမားပဲဖြစ်နေမှာပါ။ကျွန်တော်တို့ကိုကိုကိုအကောင်းဆုံးဆိုရယုံကြည်ချက်ထားဖို့လိုအပ်ပါတယ်။ဆိုပြီးတော့ပြောခဲ့တာပါ။လက်ရှိချင်းကနိုင်ငံတကာရက်သက်တပတ်ဖြစ်တဲ့အတွက်လက်ရွေးစင်ပွဲစဉ်တွေကစားဖို့ရာမယာစပိန်အသင်းနဲ့တူပူးပေါင်းလျက်ရှိပါတယ်။ဒီကာလဟာအစ္စလမ်ဘာသာဝင်တွေရဲ့ရမန်တန်ကာလဖြစ်ပြီးဥပုသ်ဆောင်ရတဲ့ကာလဖြစ်ပါတယ်။အစ္စလမ်ဘာသာဝင်တွေဟာရမန်တန်ကာလမှာနေထွက်ချိန်ကနေနေဝေးချိန်ထိအစာမစားရေမတောင်ဖဲနဲ့ fasting လုပ်ကြတာပါ။ တတိယကိုတော့မှရင်ငှက်ပြေလို့တဲ့ရွေချက်နေပေမျိုးချခွင့်မရှိပါဘူးလောက်ထက်ချိန်မှာပဲဥပုပ်ချိန်ပြီးဆုံးသွားပြီးတော့အစားအစာနဲ့တောက်ရီကိုပြန်လည်သုံးဆောင်ခွင့်ရတာပါ ဒါပေမဲ့လည်းအရေးကြီးကိစ္စရှိသူတွေအလောက်ကံကြောင့်ဥပုံဆောင်ဖို့ခဲယင်းသူတွေအကြောင်းမျိုးမျိုးကြောင့်ဥပုံမဆောင်နိုင်ရင်နောက်မှအစားတို့ပြန်ဆောင်ခွင့်ရှိပါတယ်။အကစားသမားတွေကခွန်အားကိုတုံးဆွဲရတာကြောင့်ဥပုံဆောင်ရမှာအခက်ကြုံရလေရှိတာပါ။ရမဲကဥပုံမပြတ်ပဲဘောလုံးကစားရှင်တွေလည်းစောင့်နေပါတယ်။ဒါကြောင့်မဲသူကစပိန်လက်ရွေးစင်တဲမှာအတင်းထွက်ကစားပြီးဥပုံဆောင်တဲ့ပထမဆုံးကစားသမားဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ရမဲတဲကာလမှာဥပုံဆောင်နေတဲ့အကြောင်းကိုရမဲကကျွန်တော်နေတဲ့မနက်၄နာရီထားပါတယ်။ပြီးတော့ရေတောက်အစားစားပါတယ်။ဒါပြီးရင်တော့ကျွန်တော်အတင်းဖော်ရင်းနဲ့တူနေ့စဉ်လုပ်ရမယ့်အရာတွေကိုလုပ်ပါတယ်။နေ့လေစားစားတာကလွယ်ရင်ပေါ့။ ဆိုပြီးတော့ပြောကြပါတယ်အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်